လူတွေနဲ့တွေကိုကိုးွယ်ရတဲ့အကြောင်းတရားနှစ်ချက်အဲ့ဒီအကြောင်းတရားနှစ်ချက်ကဘာတွေလဲလို့မေးရင်နှစ်ကိုးွယ်တဲ့လူတွေဟာငါတို့ကိုးွယ်တဲ့နှစ်တွေကဘလောက်ထိစွမ်းတယ်ဘလောက်ထိတကိုးကြီးတယ်အဲ့ဒီတော့ဒီနှစ်တွေငါတို့ကိုးွယ်နေတဲ့ဒီနှစ်တွေကငါတို့ကိုငါတို့ရဲ့မိသားစုကို အောင်မြင်အောင်စီးပွားရေးတွေတက်အောင်ကျန်းမာရေးတွေကောင်းအောင်ဘယ်အချိန်မှစမလဲကုညီမလား စောင့်ရှောက်မလားဖေးမမလားဆိုတဲ့မျော်လင့်ချက်တွေနဲ့နတ်တွေကို ကိုးဝယ်ကြတယ်။စီဝါရေးကောင်းခြင်းနဲ့မျော်လင့်ချက်တွေပညာရေးတွေကောင်းဖို့အတွက်လည်းနတ်ကိုသွားပူဇော်လိုက်တယ်ဟုတ်လားအလို့အကန့်တွေအစဉ်ပြေဖို့အတွက်လည်းနတ်ကနာပွဲပေးတယ်အုံသီးဆက်တယ်ငပြောသီးဆက်တယ်နွားနှိုးဆက်တယ်အမျိုးမျိုးသောပူဇော်ပတ်သက်မှုတွေလှုပ်ကြတယ်။အဲ့ဒီလိုလှုပ်ရင်ငါတို့ကိုစီဝါရေးတွေကောင်းမှာပဲလို့မျော်လင့်ချက်နဲ့နတ်ကိုကိုးဝယ်တယ်။ နောက်တစ်ချက်ကတော့ငါတို့မိမတွေလက်ထက်ထဲကနေဒီနတ်တွေကိုပူဇော်လာခဲ့တာပွဲပေးလာခဲ့တာကနားပေးလာခဲ့တာပတ်သက်လာခဲ့တာငါတို့ကဒီနတ်တွေကိုမပူဇော်ရင်မပတ်သက်ရင်ပွဲမပေးရင်ကနားမပြေပေးရင်ငါတို့ကိုဒီနတ်တွေကဒုက္ခပေးမလားနတ်ကြိုင်မလားဆိုတဲ့အကြောင်းတရားနဲ့ကိုးွယ်တာနတ်ကိုကိုးွယ်ရတဲ့အကြောင်းတရား ဒီနှစ်ချက်ပဲရှိပါတယ်။ဒါကြောင့်နှစ်ကိုးွယ်တဲ့လူတွေပူဇော်ပတ်သက်တဲ့လူတွေကိုသွားမေးကြည့်ပါ။ဘာကြောင့်လဲလို့မေးရင်စီးပွားရေးလူမှုရေးပညာရေးတွေကောင်းအောင်ကျန်းမာရေးတွေကောင်းအောင်ဆိုတဲ့မျှော်လင့်ချက်။နောက်တစ်ချက်ကနတ်ကင်ခံရမှာဆိုတဲ့အကြောက်တရားမျှော်လင့်ခြင်းနဲ့အကြောက်တရားဒီနှစ်ချက်နဲ့ကိုးွယ်တာဖြစ်ပါတယ်။အဲ့ဒီတော့တချို့ပြောကြတယ်နတ်တွေသူကလိမ့်ပြလာတယ်ဘယ်နဲ့ကဝင်ဖို့တာအမေကဝင်ဖို့တာအဖေကဝင်ဖို့တာ ਨੇ အမျိုးမျိုးပြောကြတယ်လူကြားကောင်းအောင်လူကြားထဲမှာလိပ်ပြာလာတယ်မှတ်ထားလိုက်ပါဒီနှစ်တွေမှန်သမျှဟာဒီ38အပြင်38အတွင်း38ဆိုတဲ့ဥစ္စာတွေကအသေးဆုံးနဲ့တည်ပြီးတော့မကောင်းသော အကုသိုလ်တွေနဲ့တည်ရတဲ့နှစ်တွေကြီးပဲဒါတွေဟာအစိမ့်တွေနှစ်တွေဖြစ်တဲ့အတွက်ပြိတ္တာတွေပါအဲ့ဒီတော့ဒီလိုဟာတွေဝင်ပူးလို့ရတယ်ဆိုတာကလေမှတ်ထားလိုက်လိပ်ပြာလာလို့မဟုတ်ဘူး ကံနိုင်နေလို့အာဟုသူအာကြီးနေလို့သီလမလုံခြုံလို့လို့သာမှတ်ထားလိုက်ပါနော်လူတွေရဲ့ဘုံကံလူတွေရဲ့သီလတွေစင်ကြင်နေတယ်လူရဲ့ဘုံကံတွေအာကောင်းနေတယ်ဆိုရင်ဒီလိုဟာမျိုးတွေလုံးဝအနာတော်ကတ်လို့မရပါဘူးလိပ်ပြာလာတာမဟုတ်ဘူးကံနိုင်နေတာဒါကြောင့်မို့ဟိုတုန်းကဦးစင်းတို့တကယ်နတ်တွေတောင်းမှာသူတို့ရဲ့ဒုက္ခကိုသူတို့မကယ်နိုင်တာတွေအများကြီးရှိတယ် နော်ဒါအောက်တန်းသားနှတ်တော့မဟုတ်ဘူးနော်အထက်ကနှတ်တယ်အဲ့တော့ဟိုတုန်းကဥစဉ်တို့သူ့ပြန်မှာနှတ်သားဆိုတာရှိတယ်ဒီသူ့ပြန်မှာနှတ်သားကသူ့ရဲ့ဥယျာဉ်ကြီးထဲမှာဒီနှတ်ပြည်ရဲ့ဥယျာဉ်ကြီးထဲမှာနှတ်သမီးတွေနဲ့အကအခုံအတီးအမုတ်တွေပန်းခူးပန်းတီပန်းပန်ပေးတဲ့နှတ်သမီးတွေနဲ့ပျော်ပါနေတဲ့အချိန်မှာတချို့နှတ်သမီးတွေနှတ်သက်ကြွေပြီးတော့လူပြည်ကိုရောက်သွားတယ်သူ့မှာလည်းပဲ နတ်သက်ကြွေတော့မယ်ဆိုတဲ့အရေးအယောင်တွေချွေးတွေထွက်လာတယ်ဟုတ်လားအဝတ်အစားတွေညှိုးမိန်လာတယ်အဲ့ဒီလိုမျိုးလက္ခဏာတွေပြလာတဲ့အခါမှာကိုယ်ရောကိုယ်ဝါတွေကြလာတဲ့လက္ခဏာတွေပြတော့အော်သူနတ်သက်ကြွေတော့မှာပဲဆိုတာကိုသိတော့အကုန်လုံးနတ်တွေရှိမှာအကုန်လုံးသူအကူညီလိုက်တော့နတ်မင်းကြီး၄ပါးရှိကိုသွားပြီးအကူညီတောင်းတယ်မကယ်နိုင်ဘူးနော်မကယ်နိုင်ဘူးတရားမင်းရှိသွားတယ်တရားမင်းလည်းမကယ်နိုင်ဘူး နောက်ပြီးတော့မြတ်စွာဘုရားရှိခိုးမှာတရားနာရတယ်ဆိုလိုချင်တာကလေတကယ့်ဘေးတကယ့်အရေးတကယ့်ဘေးတကယ့်ဒုက္ခတွေဆိုတာကကိုယ့်ရဲ့ဉာဏ်စွမ်းကိုယ့်ရဲ့ဝရိယစွမ်းအားကိုယ့်ရဲ့ဘုံကံတွေကိုယ့်ရဲ့ဖြူစင်မှုတွေကိုယ့်ရဲ့စူးစမ်းအထောက်မှုတွေကပဲကဲတင်နိုင်တာပါဦးဇင်းတို့မြတ်ဗုဒ္ဓရဲ့သာသနာတော်တောင်မှဦးဇင်းတို့ရဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ဟာဖန်ဆင်းရှင်လည်းမဟုတ်ဘူးလမ်းပြသူသာ ဖြစ်တယ်မြတ်ဗုဒ္ဓရဲ့လမ်းစဉ်ဟာဘာလဲဆိုရင်လမ်းပြသူသာဖြစ်တယ် မြတ်ဗုဒ္ဓကဒါရီဟာမကောင်းမှုဒီရာဟာကောင်းတယ်ဒါရီဟာလမ်းမှန်ဒါရီဟာလမ်းမှဒါရီကိုလုံရင်ဒီအကျိုးကျေးဇူးတွေရှိတယ်ဒါရီကိုလုံရင်ဒီလိုမကောင်းတဲ့အကျိုးတွေခံစားရမယ်ဒါတော့ကိုပဲလမ်းပြသူသာဖြစ်တယ်ဒါကြောင့်တကယ်အနစ်သာရရှိရှိနဲ့ကံကံရဲ့အကျိုးတရားပေါ်မှာကိုကိုယ်တိုင်တက်ဝင်ယုံကြည်ပြီးတော့မှလက်ခံနိုင်အောင်အရင်ဆုံးစူးစမ်းစမ်းပါမဟုတ်တာတွေနဲ့အချိန်မကုန်စမ်းပါနဲ့မျောလင်းချက်တွေအကြောက်တရားတွေဆိုတာက အချိန်ပြည့်ပူလောင်နေရတာဒါကြောင့်အမှန်တရားကိုလက်ခံနိုင်အောင်ကြိုးစားပါနှလုံးစိတ်ဝမ်းအေးချမ်းပြီးတော့ကိုယ်စိတ်နှဗျာဘေးရန်ကွာကြပါစေ thank you